ဂါစီဝယ်တဲ့အခါမှာကျွန်တော်တို့အော်စီးနဲ့ပြန်စီပေါ့နော်ဘာကွာလဲဆိုတော့ကျွန်တော်ပြပြမယ်ပေါ့နော်ဘလို့ခွဲလဲပြမမဟုတ်ဘူးပေါ့နော်ဘလို့လဲဆိုတော့အော်စီးပြန်စီဘလို့ခွဲလဲဆိုတဲ့ပညာရက်ကကြတော့ကျွန်တော်တို့ online ပေါ်ကနေပြီးတော့တင်ပေးလို့ရတဲ့ပညာရက်မျိုးမဟုတ်ဘူးပေါ့နော်ကိုကိုတိုင်းနားလည်ကျင်နေဆိုလို့ရှိရင်ဒီ CR တယောက်စီမှာသွားပြီးတော့ပေါ့နော်ဒီသိချာစီးပူပြီးတော့တင်ကြမှာပဲဒါတက်မဲ့ပညာရက်မျိုးတွေဖြစ်တဲ့တော့ကြမလို့ကျွန်တော်အချိန်ကုန်မှာဆိုလို့မပြောပြတာပေါ့နော်ပြီးတော့တရားတယောက်ဒါကျွန်တော်တို့အော်စီးပြန်စီခွဲတဲ့ပုံစံနဲ့မတူကြဘူးဆွဖြစ်တဲ့ပုံနဲ့ကွဲကြရပေါ့နော်ဒါပေမဲ့ဒီနေ့မှာကျွန်တော်အော်စီးပြန်စီမှာ ဘာဒီအားနှက်ချက်ရှိလဲဘာဒီအတချက်ရှိလဲဆိုတော့ကျွန်တော် ပြောပြပေးမှာလို့တို့ချင်းပြောမယ်ဆိုလို့ရှင်ကြတော့ကျွန်တော်တို့ရှင်ရှင်ခန္ဓာနဲ့ရှင်ရှင်မခန္ဓာပဲကွာရဲပေါ့နော်ဒါပေမဲ့တခုမိတ်ဆွေတို့သတိစားစီချင်ထားသိကျွန်တော်တခုရှိရပေါ့နော်အဲ့ဘာလဲဆိုတော့ကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာတုံးဆွဲနေတဲ့ကားအများစုပေါ့ဗျာနော်အများစုကကျွန်တော်တို့ပေါ့နော်ဒီ maybe use ထားတဲ့အချိန်ကာလဝန်းကျင်ရပေါ့နော်ကျွန်တော်တို့၁၀နှစ် အနည်း20ဝန်းကျင်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။အော်ဇစ်ပက်လေကားမျိုးတွေကတော့ရဖို့မလွယ်တော့ဘူးပေါ့နော်။ဟိုကျွန်တော်တို့ grand မှာပေါ့နော်။ဒီဆေးလေးတွေတရှင်လေးတွေပါတယ်။ဒီပြန်စည်းပက်လေဖြစ်နေရဆိုရင်တော့ပေါ့နော်။ဆေးလေးတွေချောတယ်ညက်တယ်။သူ online ရှိနေတယ်။ဆွေးနေတာမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ခံပြီးတော့ဝယ်ပေးတယ်။ နော်ဝယ်ပြီးတယ်ဒါပေမဲ့ original C or job ပဲလေ Aussie ပဲလေဖြစ်ရင်တော့ကျွန်တော်တို့ကပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဘာလို့ကြိုက်ကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ Aussie တွေရဲ့အသက်ချက်ဆိုတာရှိရယ်ကျွန်တော်တို့ Aussie တွေကတစ်အချက်ခုနကကျွန်တော်ကျွန်တော်ပြောတယ်ပေါ့နော်ရရှိခံတယ်ပေါ့နော်ကိုကဒီကားတစီးကိုကျွန်တော်တို့ဝယ်လိုက်ပြီပေါ့ဗျာ Aussie ပဲလေကားတစီးကိုကျွန်တော်ဝယ်လိုက်ပြီကိုကသုံးနေမယ်နောက်ဆုံးမသုံးပြုတ်လို့ပေါ့နော်ကျွန်တော်တို့လေထဲမိုးတဲ့ပြစ်ထားလိုက်မယ်ဆိုရင်တော့မှအချိန်နဲ့ကိုပြန်သုံးအဲ့ဒီကောင်ကိုရေဆေး support လေးဆွဲ original အတိုင်းဝင်းပြီးပြန်ပြီးတော့ပေါ့နော် တတောင်းတကြောင်နဲ့အော်ဂျောတိုင်းပြန်ရတယ်ဒါအော်ဇီအတာချက်အော်ဇီနောက်ဆုံးမလို့ယူတီ3နေနဲ့မှာပေါ့နော်နောက်ဆုံးဖြစ်နိုင်တာဘာရှိနိုင်လဲဆိုလို့ရှိရင်အယောင်ကျသွားတာအယောင်မွဲသွားတာနော်ကျွန်တော်တို့အဖြူကားရည်ဆိုနည်းနည်းလေးအဝါဘက်တန်းသွားတာမျိုးတွေဖြစ်နိုင်တယ်နော်ဒါပို့ဆုပ်ပတ်ဆက်ခိုင်းတဲ့သူတွေဆိုလို့ရှိရင်တော့ဆွေးပြီးပြက်ကြတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့ဗျာနော်ဒါကတော့အော်စီပက်လေရဲ့ဒါကောင်းကျိုးတွေပေါ့နော်အဓိကတော့ရေရှိခံတာပေါ့နော်အဲ့တော့ပြန်စည်းတွေကရေရှိမခံဘူးလားဆိုလို့ရှိရင်ဟုတ်တယ်ကျွန်တော်တွေ့ဘူးတဲ့အများအဖြစ်ပေါ့နော်ဒီပြန်စည်းတွေကတော့အများဆုံးခံကျွန်တော်တွေ့ဘူးတဲ့၄နှစ်လောက်ပဲ အဲ့ဒါပို့ပြီးတော့မခံဘူးပေါ့နော်အထူးသဖြင့်ဆိုလို့ရှိရင်ဒါကျွန်တော်ဒါမှရိုသေသုံးပါနော်လက်ရကောင်းကောင်းစီမှာတွတ်လို့မှဒါကျွန်တော်တို့၄နှစ်လောက်ခံတာဒီတမကရှန်ကလုတ်တယ်ဆိုလို့ရှိရင်ကျွန်တော် maybe ကြော်တင်နေတစ်နှစ်နှစ်နှစ်အဲ့လောက်ဝင်နေဆိုလို့ရှိရင် season ပြပြီအစိုးဆုံးကတော့ပေါ့နော်ကိုကမသုံးမိလို့ပြစ်ထားတယ်ဆိုရင်တော့ပေါ့နော်မိုးတဲ့လေတဲ့ကျွန်တော်ပြစ်ထားမိတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုအဲ့ဆေးပြန်လုတ်ထားတဲ့နေရာတွေကပတိတွေကြွာတာပတိတွေပြန်ကွာတာဆေးတွေအဖက်လိုက်ကွာကြတာအတားကျွန်တော်တို့အများအဖြစ်မြင်ရလိမ့်မယ်တာကူစီလေးတွေပေါ့နော်ပြုတ်လေးတွေပြင်ပြီးတော့ထတာမျိုးလေးတွေကျွန်တော်ပြန်လုတ်ကြတယ်လုတ်ရတဲ့အခါဘာဖြစ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့က ာပြန်ပြန်ပြီးတော့အဲ့ဒါတော့ပြန်ပြန်ရတာပေါ့နော်တစ်နှစ်တစ်ခါသုံးပုံနှစ်နှစ်တစ်ခါပြန်ပြန်ပြီးပြင်ရတဲ့အပေါ်မှာအဓိကပြောချင်တာတော့ရေရှည်မခံဘူးပေါ့နော်ရေရှည်မခံဘူးခဏခဏပြန်လုကြတဲ့အပေါ်မှာစိသားတဲ့ထူလာတဲ့ပိန်လာတဲ့ဂျောလေးတွေပျောက်သွားတယ်ပေါ့နော်ကျွန်တော်ကားရဲ့အလှတရားလေးနေအနေငယ်ရော့သွားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်တို့ကအော်စီပက်လေးကိုပို့ကြိုက်တာပေါ့နော်အဓိကပြောမယ်ဆိုရှင်ရေရှည်ခံတာနဲ့မခံတာပဲကွာတယ်နော်ဒါလေးကျွန်တော်မျိုးစုတွေသိစီချင်းလို့ဖြစ်ပါတယ်အားလုံးပဲတက်တာပါ